်ဟင်္ဂါးများတွင်ဟာခိတခိရဲ့ယဉ်ကျေးမှုနဲ့လူနေမှုအဆင့်တန်းကိုပေါ်ပြနေသလိုသမိုင်းကြောင်းဆိုင်ရာအထောက်အထားတွေလည်းဟုတ်ပါတယ်။နိုင်ငံတစ်ခုရဲ့ဂုံပုတ်ဖြစ်တဲ့ငွေကြေးသုံးဆကဲမှုသမိုင်းကိုပြသနေတဲ့ဟင်္ဂါးရီဟာထိမ့်သိမ့်နဲ့သမိုင်းမွေနှစ်တွေပဲဖြစ်ပါတယ်။နိုင်ငံတကာမှာဒင်းကားစုဆောင်သူအတင်းဖွဲ့တွေရှိပေမဲ့မြန်မာနိုင်ငံမှာမရှိတာကြောင့်ခေတ်ဆက်ဆက်သုံးဆွဲခဲ့တဲ့ဒင်းကားရီဟာနိုင်ငံသားကိုစီးစစ်မှုများနေတယ်လို့ကိုရဲကျော်ထေးကဆိုပါတယ်။ နိုင်ငံတကာကတော့ပြန်လည်ဝယ်ယူစုဆောင်းတင်တာဖြစ်ပေမဲ့မြန်မာနိုင်ငံသားအများစုဟာသမိုင်းမွေနှစ်ကိုဂရုမစိုက်မိပဲပစ္စည်းအောင်လွှင့်ပြတ်တဲ့အချင်းရှိတယ်လို့ဆိုပါရယ်ကျွန်တော်တို့နိုင်ငံကဟောပေါ့လူတော်တော်များများပစ္စည်းအောင်ဆိုလွှင့်ပြတ်ခြင်းနေပေါ့နော်အဲ့လိုကြောင့်မို့တကယ်တမ်းမိုးရှိတဲ့သမိုင်းမွေနှစ်ပစ္စည်းတွေကအခြားနိုင်ငံတွေကိုဟိုဈေးပေါ်ပေါ်ပဲပဲနဲ့အဲ့လိုမျိုးပေါ့စီးစင်းနေရယ်ပေါ့တကယ်တမ်းကျတော့မြန်မာလူမျိုးတွေကဒီရောက်အများကြီးထိမ့်သိမ်းထားပြီးတော့ ဟိုတစ်ချိန်မှာကျွန်တော်တို့ရဲ့တမိုင်းမတ်တိုင်တစ်ခုကိုပေါ့ပြသနိုင်အောင်စူးစမ်းမှာဖြစ်ပါတယ်ဟိုဖြစ်နိုင်ရင်နိုင်ငံတကာပစ္စည်းတွေတော့မှပြန်လဲဟိုဝယ်ယူပြီးတော့ပြန်လဲစုဆောင်တင်ပါတယ်ဟုတ်အတင်းရဲ့ရီမန်းချက်ကတော့မြန်မာနိုင်ငံရဲ့တမိုင်းချောင်းကို ဖော်ပြနေတဲ့ဒင်္ဂါတွေကိုလူငယ်တွေပုံမှန်စိတ်ဝင်စားလာဖို့နဲ့စုဆောင်နိုင်ဖို့တည်င်းအချက်လက်နဲ့ဤပညာတွေကူညီပံ့ပိုးပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်ဒါမှသာမတိနားမလဲပဲဖြည့်စည်တာတွေ နိုင်ငံသားစီးစင်နာတွေကို ကာကွယ်နိုင်မယ်လို့ဆိုပါရယ်နိုင်ငံတော်အနေနဲ့ရှီဟောင်းပစ္စည်းတရားမဝင်ဈေးကွက်ကို တိုက်ဖြတ်တဲ့နယ်လို့ကိုဆိုင်းလင်းကဆိုပြီးဒင်းကားတွေရဲ့တံပိုးကြီးမြင့်မှုကို အခုလိုရှင်းပြပါရယ်ရှီဟောင်းပစ္စည်းကိုတရားမဝင်နီးလိုက်နဲ့ရှာဖွေနေတဲ့သူတွေနဲ့တကယ် legally ရှာဖွေနေတဲ့လူတွေနဲ့ဒါကတော့ difference ဖြစ်ပါတယ်ညီနော်အဲ့တော့ကိုတို့အသိကြီးဖွဲ့စည်းတဲ့အကြောင်းရင်းအဓိကကလည်းတံပိုးရှိတဲ့ပစ္စည်းကိုလည်း တန်ဖိုးရှိတဲ့အတိုင်းတရေဝင်စုဆောင်ခွင့်ပေးမဲ့ဟေးဆိုလို့ရှိရင်ဒါမောက်ကိုစည်းပွဲပြောက်သွားမယ်နိုင်ငံသားကိုလည်းခိုးထွက်တဲ့အဆင့်တွေပြောက်သွားမယ်နောက်တကယ် legally စီးပွားရေးလုပ်နေတဲ့သူတွေလည်းထိုက်တဲ့နဲ့အကျိုးမြတ်နဲ့ဒီစည်းပွဲကတရားဝင်တဲ့နီလန်းနဲ့ပေါ်ပေါက်လာမယ်လို့အခုထင်တယ်မဟုတ်ရင်တော့တရားမဝင်တဲ့နီလန်းနဲ့တန်ကြီးရှိတဲ့အရာတွေကတော့ကြောက်ဆုံးနေမှာပဲတိမ်မြုပ်နေမှာပဲဒါတို့တော့တရားဝင်တဲ့နီလန်းလေးနဲ့တော့ဖော်ထုတ်တင်တယ်လို့ပြောနေတယ်